ရဲတပ်ရင်းကိုစစ်ကောင်စီကဘလို့မှအကြဆုံးမခံနိုင်လို့အပြင်းထန်ခုခံနေပြီးဒညဝတီရဲတပ်အနီကမလာကျွန်းနဲ့ပြစ်ပုတ်တော်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ကြောက်ဖြူဒေသခံစီရေးတရင်ရင်းမြစ်တယောက်ကနေဝင်စီယာကိုပြောပါရယ်ကြောက်ဖြူမျိုးကိုအတိကကာကွယ်ထားတဲ့အမှတ်30နှစ်ရဲတပ်ရင်းအနီနဲ့ရခိုင်ပြည်မှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့အကြီးဆုံးရဲတပ်ဖြစ်တဲ့ တညဝတီရေတပ်ဌာနချုပ်အနီးမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားလာတာဟာစစ်ကောင်စီအတွက်ချင်းတက်မအေးစရာအခြေအနေဖြစ်တယ်လို့လည်းဒေသရင်းစီရေးလေးလာသုံးသက်သူတွေက ပြောဆိုကြပါတယ်ကြောက်ဖြူမျိုးမှာယူဟာအရရောစီရေအရပါအခိုင်အမာတိဆောက်ထားတဲ့ရေတက်ရင်30နှစ်ကြာသွားရင်စစ်ကောင်စီအတွက်အခြေအနေမလဖြစ်သွားနိုင်တယ်လို့လေစီရေလေးလာသုံးသက်သူတွေက ပြောဆိုကြပါရယ်ကြောက်ဖြူဟာတရုတ်စိန်မဲဂိန်းကြီးအများအပြားရှိတဲ့မြို့နယ်ဖြစ်ပြီးတော့ ကာလာရ34ကာမာရ541 543ရေးတက်ရင်30နှစ်တညဝတီရေးတက်ဌာနချုပ်နဲ့အုံကျင် ရေးတက်စခန်းတွေတရှိတာဖြစ်ပါရဲ့ရှင်။ရခိုင်တိုက်ပွဲတွေကြောင်းအေယာဝတီတိုင်းဒေသကြီးမှာပိတ်မိနေတဲ့ရခိုင်စစ်ပီးရှောင်းတရှို့ကိုအရခတ်တော် AA နဲ့တော်လန်ရေးတပ်ဖွဲ့တွေကကိထုတ်ပေးနေရတယ်လို့သိရပါဗျ။အေယာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းရှောင်းဒေသကိုရောက်ရှိနေကြတဲ့ ရခိုင်ကစစ်ဘေးရှောင်တွေကိုငတိုင်းရှောင်အနီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဇွန်လ12ရက်နေ့နောက်ပိုင်းကစပြီးတော့ AA နဲ့တော်လန်ရေးတပ်ဖွဲ့တွေကကေထုတ်ပေးနေရတာဖြစ်တယ်လို့ဂွားဒေတာက AA နဲ့နီးစပ်သူသတင်းရင်းမြစ်တယောက်ကနရင်စရာကိုပြောပါရယ်ရခိုင်စစ်ရှောင်တချို့အထင်းမှာတန်တွေနဲ့ဂွားဒေတာခန့်တွေအများဆုံးဖြစ်ပြီးအခုအီယာဝတီဖက်မှာတိုက်ပွဲတွေဖြစ်လာနေတဲ့အခါမှာတော့စာဝတ်နေရေးကြက်တေးလာနေကြတယ်လို့သိရပါရယ်အလောက်အကင်မရှိကြတဲ့အထဲမှာစစ်ကောင်စီရန်ကိုလည်းကြောက်ရတဲ့အတွက် ကိုရခိုင်ပြည်ကိုပြန်ကြရင်လဲလမ်းမှာအုပ်စုလိုက်ဖမ်းဆီးခံရတာတွေရှိနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။စစ်ဘေးရှောင်တချို့ဆိုရင်ခလီတဖက်နဲ့ဘေးလွတ်ရာကိုထွက်ပြေးကြရလို့အေအေနဲ့တော်လင်ရေးပူပေါင်းတပ်ဖွဲ့တွေကကိထုတ်ပြီးသူတို့နေရပြန်ရောက်ဖို့စီစဉ်ပေးတာတွေလည်းရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ကိထုတ်ခံနေရတဲ့စစ်ဘေးရှောင်တွေဟာပြီးခဲ့တဲ့2024ခုနှစ်ကရခိုင်ပြည်ကွာမျိုးနဲ့တန်တွဲမျိုးမျိုးသိမ်းတိုက်ပွဲတွေကြောင့်အေယာဝတီတိုင်းဘက်ကိုထွက်ပြေးတင်းရှောင်နေကြရသူတွေလည်းဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့အာကောက်နဲ့လေပြင်းအနေရေဝန်းရဲ့အချိန်ကြောင့်ရခိုင်မှာအခုရက်ပိုင်းအတွင်းမိုးသေးထန်စွာရွာသွန်းနေတယ်လို့သိရပါတယ်။ဇွန်လဒုတိယပတ်အတွင်းကနေစတင်ကရခိုင်ပြည်အနှက်မှာမိုးသေးထန်စွာအဆက်မပြတ်ရွာသွန်းနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။လင်းငါရဲ့စတိုက်မိုးရွာသွန်းနေတာဟာလက်ရှိအချိန်အထိမရက်သေးဘူးလို့မြောက်ဦးဒေသခံအမျိုးသမီးတယောက်ကနရီဇေယျကိုပြောပါတယ်။ကြောက်တော့ဒေတာခန်တယောက်ကလည်းမိုးအဆက်မပြတ်ရောသွန်းနေတာတပတ်လောက်ရှိပြီဖြစ်ကာ အခုရက်ပိုင်းအတွင်းပိုပြီးသေးထန်စွာရာသွန်းနေတယ်လို့ပြောပါတယ်။ရခိုင်ပြည်မြောက်ပိုင်းကမြို့တွေအပြင်ရခိုင်ပြည်တောင်ပိုင်းကမြို့တွေမှာပါမိုးတွေအဆက်မပြတ်ရွာသွန်းနေတာဖြစ်ပြီးတရှုံမြို့တွေမှာမြေကြီးရှောင်းကြီးတွေကရှန်တက်လာတာမျိုးတွေလည်းရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းနဲ့အဲ့ဒီနယ်ဆက်ဆက်နေတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တွေမှာလေပြင်းအားနည်းရဲဝံတစ်ခုဖြစ်ပေါ်နေတယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ လက်ရှိအဲ့ဒီအားကောင်းတဲ့လိပီအာနေရဲဝန်ရဲ့အရှိန်ကြောင့်မိုးဆက်တိုက်ရော်သွန်းနေပြီးရခိုင်ပြည်အတွင်းတရှုမြေနေပိုင်းဒေသတွေမှာနေအိမ်တွေရင်းနှီးမြုပ်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မတရားအနာလုခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစပြီး အခုနှစ်ဇွန်လ19ရက်နေ့အထိ စစ်ကောင်စီကြောင့်တေဆုံခဲ့ရတဲ့ပြည်သူ6809ယောက်ရှိခဲ့ပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPP ကမနေ့ကထုတ်ပြန်ပါတယ်။ဒါအပြင်မတရားအနာလူမှုဖြစ်စဉ်နဲ့ဆက်ဆက်ဖမ်းဆီးခံရသူ29302ယောက်ရှိပြီးအဲ့ဒီအထက်က20146ယောက်ဟာထိမ့်သိမ်းခံနေရဆဲဖြစ်ကထိမ့်သိမ်းခံနေရသူတွေအထက်က1860ယောက်ကတော့ထောင်ဒဏ်ရှာမှတ်ခံထားရတယ်လို့သိရပါတယ်။ 2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကနေဇွန်လ19ရက်နေ့အထိပဲခူးတိုင်းမှာအကြမ်းဖက်ဆစ်အုပ်စုကြောင့်အမျိုးသမီး29ယောက်နဲ့အမျိုးသား31ယောက်တေဆုံးခဲ့ရပြီး အသက်18နှစ်အောက်ကလေးငယ်10ယောက်ပါဝင်တယ်လို့ AAPP ကဆိုထားပါတယ်။အဲဒီလိုတေဆုံးသူတွေအထက်မှာ35ယောက်ဟာဆစ်အုပ်စုရဲ့လေကြောင်းတပ်ခိုင်မှုကြောင့်အများဆုံးတေဆုံးခဲ့ရပြီး73ယောက်ကတော့လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်တေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့မနေ့ကအစောပိုင်းကအီရန်ပစ်ခတ်လိုက်တဲ့ဒုံးကျည်တစင်းဟာအစ္စရေးတောင်ပိုင်းကစေယုံတယုံကိုထိမှန်ခဲ့တဲ့အတွက်ကြောင့်ဒါဇင်နဲ့ရှိတဲ့လူတွေဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီးစေယုံကတော့တိတိတသားပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။စေယုံအပါအဝင်လူနေအဆောက်အဦတွေတိုက်ခိုက်မှုကိုစစ်ရဇဝင်မှုအဖြစ်ဖော်ပြပြီးအီရန်ကောင်းဆောင်အာယာတိုလာခိုမီနီတာဝန်ယူရမယ်လို့အစ္စရေးကကွေရီဦးစီးချုပ်ကပြောဆိုလိုက်ပါတယ် ဒုံးကျည်ထိမှန်ခဲ့တဲ့အစ္စရေးတောင်ပိုင်းကဆိုရိုကာဆေးရုံဟာဒေသအတွင်းအ धिक ဆေးဘက်ဆိုင်ရာဆေးရုံဖြစ်ပြီးဆေးရုံစင်တာအပေါ်ထက်ကလွန်းထွက်နေတဲ့ပတင်းပေါက်တွေနဲ့အနက်ရောင်မီကိုလုံးတွေထွက်နေတဲ့ဗီဒီယိုရုပ်သံဖိုင်းကိုအစ္စရေးမီဒီယာကထုတ်လွှင့်ပြသခဲ့ပါတယ်။အစ္စရေးကျန်းမာရေးဝန်ကြီးဌာနကဒီဆေးရုံကိုအီရန်ဒုံးကျည်ထိမှန်ရာမှာတော့လူပေါင်း82ယောက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ပြောထားပါတယ်။အီရန်ရဲ့ဒုံးကျည်တစင်းဟာတယ်အာဗတ်အနီးက အနည်းဆုံးနေရာနှစ်ခုမှာရှိတဲ့အထက်မြင့်အဆောက်အအုံနဲ့တခြားလူနေအဆောက်အအုံတွေအများအပြားကိုထိမှန်ခဲ့တယ်လို့ဆိုထားပါရရှင်။နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နရိစရာရုပ်တံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။